ဒီတောင်လာလို့ဒီမိုးအများတန်းကြွားရဲ့တိတာတောင်းမရှင်းတော့အထဲထိတက်ပြီးတော့မခုရဲဘူးစားဖို့အတွက်အခုတော့ချက်ပြုတ်နေပြီငါ၆ဖက်ကြောင်ကြော်ရဲ့ငါ၆ဖုံလေးရဲ့ကြပါအမဖြစ်တခြားအဲ့ဒီမှာဂျိုးရက်ကဂျိုးရက်က ဂျိုးတစ်ခါကြော်စားပြတဲ့အပင်လေးဂျိုးတစ်ခါပင်လေးတွေ့ဘူးချင်နေကြလားဒီလိုသူကနွယ်နေနော်ခုလိုက်အောင်မလေးသုံးခုတောင်ရအလုံးမဲမင်္ဂလာပါဒီနေ့ကတော့ဖြိုးတို့တွေတောလဲလာတာပေါ့နော်တောလဲလာတဲ့နေ့ကျမှမိုးကလည်းရွာနေတယ်အခုတော့ညစ်နေဒီမှာဂျိုးတစ်ခါပင်လေးရပါပြီပြီးရင်ဗာလေးတွေရတယ်ဆိုတော့ထပ်ပြီးတော့ရှာလိုက်အောင်မနော်လိုက်ခဲ့ကြအောင်နော်ဂျိုးနဲ့တူတူ ဂျိုရကောက်တွေကလည်းအများကြီးပဲသိတာတော်မရှင်းတော့အထဲထိတက်ပြီးတော့မခုရဲဘူးဒါပေမဲ့တော့မြှက်ပနဲ့ချောင်းရဟဲ့ညာကြီးပဲတိုးစရာလောက်လို့ရတယ်ကဲသွားကြမယ်ဆက်ပြီးတော့ဒီမှာတော့ကောက်ကောက်ညိုကနည်းနည်းပဲရတယ်ဆိုတော့ခွေးနဲ့ဒေါ်လေးကိုသွားလာအောင်မနော်ကဲဒီမှာပစ္စည်းလေးတွေချခဲ့လိုက်အောင်ကောက်ကောက်ညိုပြီးတော့ဒီမှာခွေးနဲ့ညိုတွေဝင်ခူးမှာပေါ့နော်ဒီနေ့မှမိုးကလည်းကောင်းလိုက်တာမှာပဲကဲဒီမှာတညော့တွေ့ပြီး ကဲဓာတ်ိုးစာတော့ရခဲ့ပါပြီခြုံနေထူတော့လေအထဲထိတိတ်မတိုးရဲဘူးနည်းနည်းပဲသမီးရလောက်တော့မယ်ဆောက်လိုက်မယ်ဘိုက်ဆာနေရသမီးစားလေခွေးမတို့ခူးလာတယ်တိုးစရာလေးနဲ့ထမင်းသားကြမယ်လीနော်အေးဟိုကအစ်စ်ဘာရွက်နေတော့ရှယ်ပဲတိုးစရာအစုံနဲ့တောင်တလဲရွက်ကကြတော့ငွန်းနဲ့ဆက်ပါရတယ်တောင်တလဲရွက်အင်းဩဒါအကြောင်းချညွန်းနဲ့တောင်တလဲရွက်လည်းထိုးတော့မသိဘူး ပြီးရင်တော်တော့စားကြမယ်เนาะဒီတောင်ထမ်းဖက်တရားကြတော့လေအခုလို့မိုးရင်းဆိုလို့ရှိရင်ဒါဖိုးလို့ပါမှဆိုအိမ်မိုးဖို့အတွက်ခုတ်ကြတာပေါ့เนาะအခုကတော့ခုတ်ပြီးကုန်တော့လေဘလောက်မှမကြံတော့တဲ့ဒီတောင်လာလို့ဒီမိုးအများတန်းကြွားရဲ့တိတာ အရင်တစ်ခါကတော့ဖြိုးခမောက်မပါလို့ဆိုပြီးတော့တောင်ထမ်းဖတ်တင်နဲ့စားဝါတယ်ဒီခါတော့ခမောက်ပါတယ်ခမောက်ပါတယ်တကူလုံးဆိုရွှဲနေကြီးတဲရောက်မှပဲနွေထွေတပြတ်နေတော့မှာအဲရှင်းမှဆိုလို့ရှိရင်တော့ဖြိုးရဲ့လလဲတဲ့တဲလေးကိုရောက်ပါပြီဒီပိမ့်မိနေပေါ့ဖြိုးတို့ထိုးစားတာလေရားတဲ့ဆိုပြောတယ်မရအောင်သိလားစားလို့ရတဲပိုင်ရှင်လည်းလုံးလိုက်မယ်ကဲကွာတော့ဖြိုးတို့တဲကိုရောက်ပြီပေါ့နော်တဲမှ စားဖို့အတွက်အခုတော့ချက်ပြုတ်နေပြီဒီဘဲပြာရွက်ကလေတီးဆုံးပဲကလာဟင်းနဲ့တွဲဆိုင်ရင်တဲ့အရန်ထမင်းစားမိန်နေတဲ့ဖြိုးယူလာတဲ့လေးကျော်တီးဆုံးပဲကလာဟင်းဘူးလေးပါတော့လေအခုကတော့ကွက်တိဖြစ်ပြီပြီးရင်တော့ထမင်းမိန်မိန်စားလို့ရပြီဖြိုးတို့ပဲကဲဒါကတော့ကြောင်ချာညွန့်လေးပြုတ်နေတာပေါ့နော် ကဲကူကတော့ထမင်းရပါပြီကဲကူကထမင်းကြက်ပြီဆိုတော့ပဲကလာဟင်းတင်มาပေါ့เนาะကဲပဲကလာဟင်းချက်ဖို့အတွက်ကတော့ဖြိုးဒီလေးကြော့တီးဆုံးပဲကလာဟင်းပဲတုံးมาပေါ့เนาะသူကကြတော့ဒီတဘူးကိုလူ9ဦးစားလို့ရတာပေါ့เนาะပြပြလေးစားခြင်းလေဆိုလို့ရှင်ဘူးထောက်ဝက်ပဲထဲပေါ့เนาะမပြစ်မကျဲလေးစားခြင်းဒီဘူးနဲ့စားသူရေကိုထည့်ပြီเนาะဒီကမှာအနှစ်တယ် ူမကြံခရမ်းကျင်သီးတွေရောရွှေဖြုံသီးတွေရောရုံးလေးတွေရောအကလုံးပါရသေးလားအနာတော့မှွေးနေရောပဲဒါပါငရုတ်တိထကဲအခုလို့ဆိုပြီးဆိုလို့ရှိရင်ဖြိုးတို့ကဒါအလွယ်တကူစားလို့ရပြီပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ဖြိုးတို့ဖွဲ့ထမင်းစားပါတော့မယ်မိုးအေးအေးလေးနဲ့ပေါ့နော် ီမှာကတော့လေးကျော်ရဲ့တီးဆုံပဲကလာဟင်းရဲ့ငချောက်ဖလက်ကြောင်ကျော်ရဲ့ရောင်မဖုတ်ထားတဲ့ငချောက်ဖုတ်လေးရဲ့ဒါတိုးကြအောင်ဒင်းကြီးစားရေးစိန်ရှိရဲ့ပြီးရင်မှာဖြိုးလမ်းမခုခဲ့တဲ့ရှောက်ရွက်ဘဲပြားရွက်ပြီးရင်ဒါတောင်တလဲရွက်ပြီးရင်ဒီမှာတော့ကောက်ကောက်ညွတ်နဲ့ခွေးနံညွတ်မော်တော့အော်ငပိမပါလို့စိတ်မပူနဲ့ဒီမှာလေးကျော်ကထုတ်ထားတဲ့ထမင်းတုံအနှစ်လေးပါတယ်အဲ့ဒါလေးယူကဲဒါကကြတော့လေ तू ကလူတအူးပေါ့နော်တခါစားစာလေးထုတ်ထားတာတည်လား ဲရော့တမီးတစ်ထုပ်ကဲဖြိုးရတာတယောက်တစ်ထုပ်စီအဆင်ပြေသွားပြီပေါ့နော်ဒါ तू ကကြောင့်ဘဲတော့တော့တဲ့လို့လဲအဆင်ပြေတယ်သိလားအရသာရှိရထမင်းဝမ်းဖြစ်ဖို့အတွက်လေးကြော်ရှင်ရပြီနော်သွားတခါစားစားဆိုတော့အနံ့လေးကနေနဲ့လေးမွေးနေရောပဲစားကြပါအောင်ရှင်ကျတော့စားပါတော့မယ် Tu as un mot là. Em nghe sao? Sao được con à? Con à? Ừ, sao? Ngập pím mà bà bị mẹ lý. Nhìn lý cho thì mình đông này tao lại đại giá thái xuyên nào bà. Nó. တက်ပြန်လို့ခမူးရယ်။ဟွန်းမိုးရယ်။ပဲလာရင်လည်းလိုက်ရ။ဒီပဲကလာဟိမာလီသူတို့ယုံနေသည်ရောရွှေဖုံသည်ရောအစုံမဲသည်လား။သူတို့လေတာမော်တတ်တဲ့လူတွေပဲဖြစ်ဖြစ်ဒါမဟုတ်ရင်ပျော်ဝဲစားထွက်တာတွေဝါသနာပါတဲ့လူတွေပဲဖြစ်ဖြစ်ဆိုဒီလိုလေးကြော်ရဲ့ ready made ထုတ်လေးဆောင်းတာတော့အရင်အဆင်ပြေတော့ပဲ။ ်ဟိုခက်တာလေဒီလိုမှမဟုတ်อืมတူအမင်းတော့နေပဲစာနာစာကောင်းလားစာကောင်းစာဒီနည်းဆိုင်လေဘိုးအေးနဲ့တောင်မတက်လာတော့ပို့ပြီးတော့သမင်းစားမယ်ပင်ဟင်းရလဲကောင်းသမင်းတော့နှင်းရလဲကောင်း အခုပြောမှာလေးကြော့ရဲမုတ်ဟင်ကဟင်းရဲ့အနှစ်ရဲနောက်တစ်ခုကကြတော့လေးကြော့ရဲဆိုတော့ပဲပြုတ်ပေါင်းရဲပေါ့နော်သူမှဒီလိုမျိုးနှစ်မျိုးထက်ရှိသေးတာပေါ့နော်ရာသာရှိတဲ့ထမင်းဝိုင်းဖြစ်ဖို့အတွက်ဆိုလေးကြော့ရှိဖြစ်ပြီးသေးတာပြောလို့လို့ဆိုထမင်းမိန်ရောပဲဒါခွေးနဲ့ညော့ခွေးနဲ့ညော့လေးမိုးရင်းဆိုတော့အညွန့်ကြီးတော့ကောင်းနေရောပဲ ဖရမ်မန်ရောပါကဲဖျော်လို့လို့စားချင်နေဆိုလို့ရှိရင်တော့ဒါလေးကြော်ရဲ့သာသောက်ကုန်ပစ္စည်းတွေဝယ်ယူပြီးတော့မှစားကြည့်ကြနော်အရင်ထမင်းစားမိပါတယ်ကဲနောက်ဘလို့ကြောက်ရရှင်လဲဖျော်ဘာချက်ပြရောဘာစားပြအောင်လဲဆိုတာစမှတ်ကြည့်ရှုပေးကြပါအောင်ရှင်တတ်တာ